ဒီနေ့ညကြွားလာကြတဲ့အားလုံးသောသူတော်စင်များအားဥစဉ်နေနဲ့ဟောပြောပေးမယ်ခေါင်းစည်းရဲ့အမိကပြည့်တည့်ရပါတယ်လေလိလာပြီးမှလက်ခံပါတဲ့ဒီတရားတော်ကိုတို့သူတော်စင်များအားဟောပြောပြသပေးတော်မှာဖြစ်ပါတယ်တရားတော်ကိုနာကြားတဲ့နေရာမှာတို့အပြင်မှာထိုင်ကြတဲ့ပုဂ္ဂိုလ်များကအပေါ်ကနှင်းနေကြတော့နော်ခေါင်းများအုပ်ထားလို့ရပါတယ်ကိုကြိုက်တဲ့ဣရိယာပုံနဲ့နာကြားလို့ရပါတယ် ဟုတ်လားအရေးကြီးတာတော့အိတ်မနေဘူးအရေးကြီးတာဟုတ်လားနော်အေးစိတ်တိုင်းကြလဲနာအိတ်လဲနေတယ်ဆိုလို့ရှင်တော့လာထိုင်ပြီးဘာမှသိလိုက်မှာမဟုတ်ဘူးဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့ဒီနေ့ညဥစဉ်နေနဲ့ဟောပြောပြတတ်ပေးမယ်တရားကလေးလာပြီးမှလက်ခံပါတဲ့အဲ့ကြတော့အခုတလောမှာဥစဉ်တို့တရားဟောတဲ့နန်းမှာနော် ကိုဆုံးခံခဲ့တဲ့ရက်ွက်တွေကိုပြန်ပြန်ပြီးတော့ဟောရတယ်အခုဆိုရင်ဘယ်နှရက်ွက်ရှိသွားလဲဆိုနှစ်ရက်ွက်ရှိသွားပြီနော်နှစ်ရက်ွက်ရှိသွားပြီတဲ့ဟိုတနေ့ကဦးဇင်းတို့ဟောခဲ့တဲ့ရက်ွက်စီပါဓမာယုဟုတ်လားအလေရွာနော်အလေရွာစဉ်ဦးဇင်းတို့ငငယ်စပြီးတော့ဦးဇင်းတို့ကဒီမှာမန်းလေးရောက်ကလေးပေါက်စားကရောက်တာနော်အဲ့ဒီအလေရွာတို့ခုနှစ်အိမ်နှန်းတို့ကကြွေးလိုက်လို့လူဖြစ်လာကြတာနော် အသက်အရွယ်9နှစ်သားအရွယ်လောက်မှာဦးဇင်းတို့ကမန်းလေးမှာရောက်လာတယ်ရောက်လာပြီးတော့တောင်ရွာသေးဆုံးကထွက်တယ်အဲဒီကနေဘက်ဟိုဘက်ဝတုံတရီဘက်ကိုရောက်ရောက်ပြီးတော့ဒီဘက်ကခွန်နေနှမ်းဘက်ကိုပြန်ပြီးသွားရင်ဖျားကြီးတိုက်သေးကို ဝင်ဦးဇင်းတို့ရဲ့အကြောင်းကမြင်းတန်းကြောင့်ဟုတ်လားနော်မြင်းတန်းကြောင့်ဆိုတော့တခြားတော့မဟုတ်ဘူးဒီဘက်ကဥပဖျားကြီးတဲ့ဝင်သွားလိုက် ဝင်ပြီးတော့မြောက်ပေါက်ကိုထွက်ရင် အရှိဘကကတ်နေတဲ့အကြောင်းကအဲ့ဒါမြင်းနှံကြောင်းပဲလိစ္ဆာတိကျဟုတ်လားအေးအဲ့ဒီအကြောင်းမှာဥစဉ်ကနေခဲ့တာဟုတ်လားနေခဲ့ပြီးတော့ဖျားဤတိုက်ကစာပေများတင်ကြားပြီးတော့အသက်25နှစ်လောက်ရောက်တဲ့အခါကျမှနဘေးကိုရောက်သွားတာနော်25နှစ်လောက်ရောက်တဲ့အခါကျတော့သာသနာတက္ကသိုလ်ကိုရောက်သွားတယ် သာသနာတက္ကသိုလ်ရောက်ပြီးတော့အဲ့ဒီသာသနာတက္ကသိုလ်ကနေပြီးတဲ့ဘွဲ့များအတော်သင့်ရပါတယ် BA ဗုဒ္ဓဇင်ရတယ် MA ဗုဒ္ဓဇင်နဲ့အခု PhD ဒေါက်တာဘွဲ့အတွက်ဦးဇင်းတို့သီးစစ်ရေးနေတာဖြစ်ပါနော်အေးမူရင်းကတော့အဲ့ဒီမှာတာဝန်ထမ်းနေပြီမဲ့မူရင်းကတော့ဦးဇင်းကစိမ့်နေတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဖရာကြီးတိုက်ကပဲနော်ဖရာကြီးတိုက်ကပဲအခုဒီမဲ့ကျင်းပါတယ်ဇောစာပေဆိုတာက ဥစဉ်တို့ငကတို့ကရွှေကောင်းမြောင်ကတ်တွန်းနေငါဖတ်ဘူးလေဟုတ်လားအေးအဲ့ဒီမှာကတ်တွန်းငါဖတ်ဘူးတယ်နော်ဒီနန်းတဝိုက်မှာတော့ဥစဉ်တို့ချေမချဘူးတဲ့နေရာမရှိပါဘူးဟုတ်လားနော်အေးဒီနန်းတဝိုက်မှာနောက်ထပ်သွန်လောင်းတဲ့အိမ်တိန်ရှိတာပေါ့နော်ထမင်းဆိုင်အဲ့ဒီဘုံလောင်းစဉ်ဥစဉ်တို့ကရအောင်ယူရတယ်ဟိုမြောက်ဖက်နန်းလေးမှာနော် ေးအဲ့ဒါဟင်းတွေကိုသူကအကုန်ပြန်ပြီးတော့ပေါင်းတယ်ပေါင်းပြီးသွားရင်မနဲ့ပန်းရောက်ရင်ကိုတော်တွေကိုဆုံးလောက်တာမရှိဘူးလားအဲသူမလောင်မချင်းဥစဉ်တို့ထိုင်စောင့်နေရတာအေးအဲ့ဒီကနေပြီးတော့ကျွေးလိုက်မွေးလိုက်လို့ဥစဉ်တို့ကလူဖြစ်သွားကြတာပါပဲဟုတ်လားနော်တခုရှိတာကတော့ဘာလဲပြောရင်လောကလူဘဝရဲ့လူရောက်လာရင်ဘာမှမလုပ်ရင်ဘာမှမဖြစ်ဘူးဆိုတာပါပဲเนาะဘာလဲလဲဟ ဟမ်တရားတော်ကဏိကုံးတော်ချုပ်လို့ရတယ်အဲ့ဒါပဲဘာမှမလုပ်ရင်ဘာမှမဖြစ်ပါဘူးအဲ့ကြတော့ဥစဉ်တို့နေကြထိုင်ကြတဲ့အပိုင်းမှာဥစဉ်တို့ဒီတစ်လျှောက်လုံးမှာလာပြီးတော့ကြည်ရင်စာသင်သားတစ်ပါးအနေနဲ့ပြောဖို့ကောင်းလဲကောင်းတယ်စာသင်လို့လဲကောင်းတယ်ဆိုတဲ့နေရာဒီဥစဉ်တို့ရဲ့ဖရာကြီးပဲနော်ဖရာတိုက်ပြောဖို့မကောင်းဘူးလားပြောเสียရလဲကောင်းတယ်ပြက်เสียရလဲကောင်းတယ် ဟုတ်လားနောက်ကပြက်လေးလဲထည့်ပေးဦးမှာဟုတ်လားနော်ပြောစရာလဲမကောင်းဘူးလားပြက်စရာလဲပဲကောင်းပါလေပြောစရာကောင်းတယ်ဆိုတာကဒီနန်းကပုဂ္ဂိုလ်များကိုလိုက်ပြီးတော့ကြည်ကြည်ရန်တန်ကများနဲ့ထိတွေ့ဆက်ဆံပြီးတော့မနေရဘူးလားအကြီးညိုပြက်တယ်ဆိုတာမရှိဘူးမနဲ့ကြတော့ဘုံလောင်းလောင်းတာတွေမရှိဘူးလားသိပြီးတော့တော့တာနော်နောက်ထပ်ပြောစရာကောင်းတာကဘာရှိလဲလို့ပြောရင်ဥစဉ်တို့ဒီတဝိုက်မှာလိုက်ပြီးတော့ စာဝါလိုက်တဲ့အခါစပေမြတင်ကြတဲ့အခါစိတ်တန်းကြလိုက်လို့ရနော်ဘုရားကြီးတိုက်ကနေပြီးတော့စာချကြတဲ့ပုံကများမရှိဘူးလားရှိတယ်ဆရာတော်အသီးသီးရှိအဲ့ဒီစာချကြတဲ့ရဟန်းတော်များစီမှာဥစဉ်တို့စာပေများကိုလိုက်နိုင်တယ်ဒီတိုက်ခင်းကစာဝါကကိုကလိုက်လို့ကိုကိုယ်တိုင်ကနားမလဲဘူးရဲ့လို့ဆိုရင်ဘုရားကြီးအရှိမုတ်ကိုထွက်လိုက်စာပေများဘယ်တိုက်ကဘာချမယ်ဘယ်တိုက်ကဘာချမယ်လို့ဝါတွင်းဆိုရင်မတွေ့ရဘူးလား ိတ်တန်းညာလိုက်လို့ရဥပမာအပြင်ဦးစင်းတို့စာကြရန်ရောက်တဲ့နှစ်ကပဲကြည်ကြည်ပေါ့နော်စာကြရန်နှစ်ကိုရောက်လာတဲ့အခါကျတော့ဖရာကြီးတိုက်မှလည်းပဲစာပေချတာရှိတယ်နော်ဦးစင်းတို့လိုက်တဲ့စာနဲ့ပတ်သက်ပြီးတော့အထသလီနေဆရာတော်ဆိုအားလုံးသိမှာနော်စင်မင်းဆရာတော်ချပေးဒီမှာလည်းပဲလိုက်လို့ရအဲ့ဒီကနေတဆင်းကဲဒီပြင်ဘယ်မှာချသေးလဲဆိုလို့ရှိရင်သီလင်းထဲမှာလည်းပဲဒီသာဝါကချတာညောင်ကန်ထဲမှာလည်းပဲချတယ် အဲ့ကြတော့ခရီးကြီးတိုက်လောက်စာသင်လို့ကောင်းတဲ့တိုက်ရှိလားမရှိဘူးအဲ့ဒါကြောင့်မို့စာပေများကိုကိုကိုတိုင်းစိတ်တိုင်းကြလေးလာလို့ရတယ်ဒီဆရာစီမှာသဘောမပေါက်ရင် နောက်ဆရာတစ်ပါးစီကိုသွားပြီးတော့လေးလာလို့ရတယ်တကယ်ပြောမယ်ဆိုလို့ရှိရင်တော့ကောလိပ်တွေအများကြီးရှိတဲ့နေရာပဲဟုတ်လားဘာတွေအများကြီးရှိလဲကောလိပ်တွေအများကြီးရှိတယ်ကောလိပ်နဲ့ယူနီဘာစီတီကတော့ကွာတာပေါ့နော် ကောလိန်ဆိုတာကတို့ဒီဘက်ကအခြေခံတရားသဘောတရားတွေကိုအကုန်သင်ပေးလိုက်တယ်။ယူနီဘာစီတီရောက်သွားရင်တော့ယူနီဘာစီတီရဲ့မူရင်းကိုကတက်ကတူလို့ခေါ်ရတာ။ဘာလဲတော့တက်ကတူတက်ကတူဆိုတာကတက်ကနဲ့တီလနဲ့ပေါင်းထားတာ။ဘာနဲ့ပါပေါင်းလဲ။တက်ကကကျန်တာတွေးတာတီလကအလေးအကျင့်နော်။တက်ကကဘာလဲ။ကျန်တာတွေးတာတီလကအလေးအကျင့် ဇဂတုဆိုတာကြတော့သံပေတစ်ခုကိုသင်ကြားပေးလိုက်ရင်အဲ့ဒီသင်တဲ့ရဲ့နောက်မှာသင်ငင်းပါဝါလိုက်ပေးရတယ်စဉ်းစားတာတွေးခေါ်တာထည့်ပေးရတယ်ဘာထည့်ပေးရလဲစဉ်းစားတာတွေးခေါ်တာစဉ်းစားမှုတွေးခေါ်မှုမရှိတဲ့နေရာဒါမှမဟုတ်ရင် research ဌာနမျိုးမရှိရင်သူတေသနာ မလုပ်တဲ့နေရာဌာနသည်တွတ်တက်မှုရှိလားမရှိပါဘူးမရှိဘူးတွတ်တက်မှုရှိအောင်ဆိုတဲ့အပိုင်းမှာလည်းပဲအတွေးအမြင်တွေကျေဖို့ရလိုတယ် အတွေ့အမြင်တွေကျေလာဖို့ရာကြတော့တက္ကသူတွေကလမ်းပွင့်မပေးဘူးလားပွင့်ပေးတယ်တို့ចောင်းသားတွေလည်းပဲជីជីပေါ့နော်မူလာရန်အလေရန်အချက်တန်းဟိုဘက်က10ရန်အောင်ပြီးသွားရင်တက္ကသူမရောက်ဘူးလားလူလားမမြောက်ကြဘူးလားအတွေ့အခေါ်တွေလည်းပဲပိုမလာဘူးလားပိုလာတယ်အဲ့ဒါကြောင့်မို့တက္ကသူဆိုတဲ့နေရာဒီယဟန်လောကအတွက်ပဲဖြစ်ဖြစ် လူလောကပဲအတွက်ပဲဖြစ်ဖြစ်အတွေးအမြင်များကိုနေချဲ့ပြီးတဲ့နမ်းပဲ။ဘာချဲ့ပြီးလဲ။အတွေးမြင်တွေကိုနေချဲ့ပြီးတဲ့ဆိုအခုဦးဇင်းတို့တက္ကသိုလ်ကိုကဲဖျားကြီးတိုက်ကနေပြီးတော့15နှစ်လောက်နေပြီးတော့တက္ကသိုလ်ဘက်ကိုရောက်သွားပြီ။ရောက်သွားတဲ့အခါကျတော့ဘာအတွေးတွေနေချဲ့ပြီးလဲလို့ပြောရင်ဘာသာတရားတစ်ခုကိုလေ့လာတဲ့အပိုင်းမှာကိုယ်ဘာသာတစ်ခုသာအကောင်ဆိုပြီးတော့ဒီလောက်ကြီးမဟုတ်တော့ဘူးနော်။ ခုဦးဇင်းတို့ကဘာမှာကြည့်လို့ရှင်ဘာသာကိုဘုရားဘာသာတခုတည်းရှိတာဟုတ်လားမဟုတ်ဘူးကဘာမှာပေါ်စဉ်အတိုင်းဘာသာတရားတွေပေါ်ခဲ့တဲ့အတိုင်းပြောရင်ဟိန္ဒူဘာသာစမပေါ်ဘူးလားအဲအဲ့ဒီရဲ့နောက်ဘယ်ဘာသာပေါ်လာလဲဘုရားဘာသာပေါ်ထွန်းလာတယ်အဲ့ဒီရဲ့နောက်မှာခရစ်စတန်ဘာသာပေါ်တယ်အဲ့ဒီရဲ့နောက်မှာအစ္စလာမ်ဘာသာပေါ်တယ်တို့ဘုရားဘာသာနဲ့ခရစ်စတန်ဘာသာကိုလှမ်းပြီးတော့ကြီးလိုက်ရင်နှစ်ပေါင်း600လောက်กว่าတယ်ဘယ်လောက်กว่าလဲ 600လောက်กว่าတယ်အဲ့ဒီဒီဘက်ကခရစ်စတန်ဘာသာနဲ့အစ္စလာမ်ဘာသာကိုတခါလှမ်းပြီးတော့ကြည့်လိုက်ရင်နှစ်ပေါင်း600လောက်ပြန်กว่าသွားလောက်กว่าသွားလဲกว่าသွားတယ်ဆိုတဲ့အခါကျတော့ကဲအခုပေါ်စဉ်အတိုင်းကြည့်ရင်ဘုရားဘာသာဒီဘယ်အဆင့်မှာရှိလဲဒုတိယအဆင့်မှာရှိတယ်သူ့ရဲ့ရှိကကဘာမှာပထမဦးဆုံးပေါ်နေတဲ့ဘာသာတရားဒီဘယ်ဘာသာတရားပေါ်လဲ ဟိန္ဒူဘာသာတရားပေါ်နေတာအဲ့ဒီရဲ့နောက်မှာဗုဒ္ဓဘာသာအဲ့ဒီရဲ့နောက်မှာ ခရစ်စတန်ဘာသာအဲ့ဒီရဲ့နောက်မှာအစ္စလာမ်ဘာသာအဲ့ကြတော့ဗုဒ္ဓဘာသာနဲ့ဒီဘက်ကခရစ်စတန်ဘာသာနဲ့နှစ်ပေါင်း600လောက်กว่าတယ်ဗုဒ္ဓဘာသာနဲ့အစ္စလာမ်ဘာသာနဲ့လှမ်းကြည့်ရင်နှစ်ပေါင်းဘယ်လောက်กว่าသွားမလဲ1200လောက်กว่าသွားတယ်အဲ့လို့ဆိုတော့กว่าမသွားဘူးလားกว่าသွားတယ်အဲ့ဒါတွေကိုလည်းပဲတက္ကသိုလ်တွေ ရောက်တဲ့အခါကျတော့ဘုံကြီးဖြစ်တဲ့အခါအဲ့ဒါတွေလည်းလိလထားမှာဟုတ်လားနော် religion တခုကိုလိလတဲ့အပိုင်းမှာကိုကဗုဒ္ဓဘာသာအကြောင်းကိုပဲလိလပြီးတော့အာ Buddhism is a very good ဖြစ်ဒီတစ်ကမ္ဘာလုံးမှာလည်းပဲ Buddhism ဒီအကောင်းဆုံး Buddhism ဒီအကောင်းဆုံးလို့ပြောနေုံနဲ့တင်ရမလားမရဘူးအဲ့ဒီကောင်းနေတဲ့တရားကိုသူတစ်ပါးသိအောင်လုပ်ပေးနိုင်မှာဟုတ်လားနော်သူတစ်ပါးသိအောင် လုပ်မပေးနိုင်တဲ့ဘာသာတရားဒီဘာဖြစ်တဲ့လေလို့ပြောရင် ြုံကြုံသွားတဲ့တယ်ဘာဖြစ်သွားလဲကြုံသွားတဲ့တယ်နေရာကျင်းသွားတဲ့တယ်အဲ့ဒါမျိုးနေရာကျင်းနေရင် ကြုံနေရင်ရှေ့ရောက်သေးလားမရောက်တော့ဘူးအဲ့ကြတော့ဗုဒ္ဓဘာသာရဲ့အကြောင်းကိုလည်းကြာကြာနာလေ့လာရမယ်ဟိန္ဒူရဲ့အကြောင်းကိုလည်းပဲကြာကြာနာလေ့လာရမယ်ခရစ်ယာန်ဘာသာရဲ့အကြောင်းကိုလည်းလေ့လာရမယ်အစ္စလာမ်ဘာသာရဲ့အကြောင်းကိုလည်းလေ့လာရဒီလိုလေ့လာထားမှသူတို့ဟာဘယ်လိုသာသနာပြုနေတာလဲလို့ကိုကသိလို့ရမှာနော် အဲကြတော့သူတို့ဘာသာတွေလည်းလိလာဖို့မကောင်းဘူးလားအဲ့ဒီဘာသာတရားတွေကိုလိလာလိုက်လေလေကိုယ့်ဘာသာတရားကိုပို့ပြီးတော့လေးစားလေလေပဲဟုတ်လားပြည့်တယ်ရေနော်ဘာသာတရားတွေကိုလိလာတဲ့အပိုင်းနော်ကိုယ့်ရဲ့ဘာသာကိုလည်းပဲစနစ်တကျလိလာရမယ်သူများရဲ့ဘာသာတရားတွေကိုလည်းလိလာမယ်ဆိုရင်ညံများလိလာလေလေကိုကိုယ်ွယ်တဲ့ဘုရားဘာသာကိုဘာဖြစ်လေလဲ ြည်ညိုလေးလေးပဲအဲ့ဒီလိုမှမလိလာရင်ကိုယ့်ဘာသာကိုလည်းမလိလာဘူးသူတစ်ပါးရဲ့ဘာသာကိုလည်းမလိလာဘူးဆိုရင်သာသနာပြုဖို့လွယ်ရဲ့လားမလွယ်ပါဘူးဗျာမလွယ်ဘူးဟုတ်လားသာသနာပြုတဲ့အပိုင်းမှာသူ့ဘက်ရောကိုယ့်ဘက်ရော အားလုံးကိုသိနေမှာကဘာကိုလိုက်ပြီးတော့ကြည့်လိုက်လို့ရှိရင်ဘာသာတရားတွေဘလောက်ထုံးကားနေတယ်ဘယ်ဘာသာတွေကရှေ့ကိုဘလောက်ရောက်နေတယ်ဆိုတာကိုသိချင်ရင်တို့သူတော်စင်တို့လူဖြစ်တဲ့ပုံကများလည်းပဲတို့ဒီနေ့မှာအင်တာနက်ဖွင့်ထားတာရှိတယ်မလား အင်တာနက်ဖွင့်တာလားရှိတယ်အင်တာနက်ကနေပြီးတော့ကိုကလေ့လာလို့ရတယ်နော်ဘာသာတရားရဲ့အကြောင်းတွေကိုလေ့လာခြင်းလို့ရှိရင် d o g o n အသေးသေးရှိတယ်နော်ဘုရားဘာသာနဲ့ပတ်သက်တဲ့ d o g o n ဆိုရင်ဗုဒ္ဓနဲ့ d o g o n ရှိတယ်ဟုတ်လားနိဗ္ဗာန် d o g o n ရှိတယ် Google d o g o n ရှိပါနော်အဲဒါဗုဒ္ဓနဲ့ကသွားပြီးတော့ကြည့်ရင်လည်းပဲဗုဒ္ဓဇင်ရဲ့အကြောင်းကိုကြာကြာနာနာလေ့လာလို့ရတယ်အာတော်လိချင်းကိုလည်းပဲကိုကိုယ်တိုင်လေ့လာလို့ရနိဗ္ဗာန် d o g o n ကဝင်ကြည့်လည်းပဲစနစ်တကျသိလို့ရတယ် အဲ့ဓာတွေကိုကြည်သောအပြင်ဘာဖြစ်တယ်လဲလို့ပြောရင်မျက်စိအမြင်ကျေသွားတာ။ဘာကျေသွားလဲ။အဲ့ဒါ open minded ဖြစ်သွားတာ။လူပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ် narrow minded ဖြစ်နေရင်အမြင်ကျင်းမြောင်းနေတယ်ဟဲ့လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရှေ့ရောက်နိုင်ရလား။မရောက်နိုင်ဘူး။ဒီဘာသာတရားကိုလေ့လာတဲ့အပိုင်းမှာလည်းပဲကိုယ့်ဘာသာတခုတည်းလေ့လာပြီးတော့ကိုယ်ကရှေ့ကပြေးကျင်နေပေမဲ့မရဘူး။နော်။သူများရဲ့ဘာသာတရားကိုလေ့လာအဲ့ဒီထဲမှာဝင်ဖက်ကြည့် ခရစ်စတန်ရဲ့အကြောင်းအပြည့်စုံရှိတယ်။ဟိန္ဒူဘာသာရဲ့အကြောင်းအပြည့်စုံရှိ။ဗုဒ္ဓဘာသာရဲ့အကြောင်းအပြည့်စုံရှိတယ်။အစ္စလမ်ဘာသာရဲ့အကြောင်းအပြည့်စုံရှိတယ်။အဲ့ဒီဓာတ်ကွန်းတွေအင်တာနက်ကိုဖွင့်ပြီးတော့လေ့လာလို့ရပါတယ်။အဲ့လိုကြည့်လိုက်တဲ့အခါကျမှဒုဗုဒ္ဓဘာသာအတွက်ဘာသွားပြီးတော့တွေ့လဲလို့ဆိုတော့ကဒုဗုဒ္ဓဘာသာကမအောင်မြင်ပါလားလို့သွားတွေ့တာ။ဘာလို့တွေ့လဲ။ဒုဗုဒ္ဓဘာသာကမအောင်မြင်ဘူးပြည့်တဲ့ရေနော်။ ။ဘာကြောင့်မအောင်မြင်တာလဲလို့ပြောရင်တကဘာလုံးကရှိနေတဲ့လူဥယျာဉ်နဲ့ဘာသာဝင်တွေကိုအတီးတီးနိုင်ငံတကာကဖော်ပြထားတာရှိတယ်နော်။အဲ့လိုဖော်ပြတဲ့တည်းမဲ့အခုကြည့်လိုက်တဲ့အခါကျတော့ကဘာမှာအများဆုံးကိုးကွယ်နေကြတဲ့ဘာသာတရားဒီခရစ်စတန်ဘာသာက အများဆုံးဘယ်ဘာသာကအများဆုံးလဲခရစ်စတန်ဘာသာကအများဆုံးလူဦးရေပေါင်းတန်ပေါင်း2000နဲ့တရာရှိဘယ်လောက်ရှိလဲ2000နဲ့တရာရှိတယ် အဲ့ဒီရဲ့နောက်ဒုတိယလိုက်တာကဒုဗုဒ္ဓဘာသာလို့မထင်နဲ့ဗုဒ္ဓဘာသာမလာသေးဘူးဟုတ်လားနော်အဲ့ဒီရဲ့နောက်ဒုတိယလိုက်တဲ့ဘာသာတရားဒီတကဘာလုံးကနဲ့ခြုံပြီးတော့ကြည်ရင်အစ္စလမ်ဘာသာဒီဒုတိယလိုက်တယ်ပြည့်တယ်ဘယ်ဘာသာဒုတိယလိုက်အစ္စလမ်ဘာသာကဒုတိယလိုက်တယ်အစ္စလမ်ဘာသာကြတော့တန်ပေါင်းတထောင်နဲ့တရာရှိနော်တထောင်နဲ့300ရှိတယ်ဘယ်လောက်ရှိလဲဘယ်လောက်ရှိလဲတထောင်နဲ့ 300ရှိတာခေါင်းောင်ကခရစ်ယာန်ကဘယ်လောက်တယ်လဲ2000နဲ့100နောက်တစ်ခုကအစ္စလာမ်ဘာသာက1000နဲ့300တန်ပေါင်း1000နဲ့300ရှိတတိယလိုက်တဲ့ဘာသာတရားဒုဘာသာမရောက်သေးဘူးဟုတ်လားဘာသာက၄မျိုးပဲထင်ရှားတာကိုယ့်ဘာသာတတိယမချိဘူးနော်တတိယလိုက်တဲ့ဘာသာတရားဒီဟိန္ဒီဘာသာဘာဘာသာလဲဟိန္ဒီဘာသာဟိန္ဒူဘာသာပေါ့ဘာဘာသာလဲ ဟိန္ဒူဘာသာရဲ့လူဦးရေကတကဘာလုံးနဲ့ရှင်ကြည့်ရင်တန်ပေါင်းတထောင်ရှိတယ်တန်ပေါင်းဘယ်လောက်ရှိလဲတထောင်ရှိတယ်အဲ့ဒါနောက်ဆုံး၄ခုမြောက်ကြမှာဒုဗုဒ္ဓဘာသာလာတာဟုတ်လားတကဘာလုံးနဲ့ကြည့်ရင်ဗုဒ္ဓဘာသာကိုကိုးပွယ်ကြတဲ့ပုဂ္ဂိုလ်ဒီတန်ပေါင်း386ပဲရှိတယ်ဘယ်လောက်ပဲရှိလဲထောင်ကနန်းတော့ရှိလားရှိပါဘူးအဲ့ဒါပဲဗုဒ္ဓဘာသာအောင်မြင်မှုရှိသလား မရှိဘူးလားဆိုတာရှင်ပြီးတော့ comparative study နဲ့ကြည့်လို့ရတယ်နော်ဘာသာတရားတွေကိုလေ့လာတဲ့အပိုင်းမှာဘယ်ဘာသာကရှေ့ရောက်နေလဲတို့ဘယ်ဘာသာကနောက်ရောက်နေလဲဘာသာတရားမကောင်းလို့လားလူမကောင်းလို့လားပြုစုမှုညံ့လို့လားရှေ့ရောက်အောင်ဘယ်သူတွေမလုပ်တတ်တာလဲဆိုတာစဉ်းစားဖို့မကောင်းဘူးလားအေးအဲ့ဒါကိုအားနည်းချက်ကိုလိုက်ပြီးတော့ကြည့်တဲ့အခါကျတော့ဘာတွေ့လဲလို့ပြောတဲ့အခါ ဘုရားဘာသာဖြစ်တဲ့ပုဂ္ဂိုလ်များကသာသနာပြုစိတ်သိပ်ပြီးတော့မရှိဘူးပြိသိတ်ဘာစိတ်မရှိဘူးလဲအဲ့ဒါဥစဉ်ပြောလို့လားလက်ခံလားအဲ့အယူဆောက်လက်ခံရလားအေးအဲ့ဒါကိုကိုယ်တိုင်ပြန်ပြီးတော့စဉ်းစားကြည့်ရသာသနာပြုစိတ်ရှိသလားမရှိဘူးလားကိုကိုယ်တိုင်ပြန်ပြီးတော့စဉ်းစားကြည့်ရနောက်တစ်ခါကျတော့လူဘက်ကနေနေတာကသာသနာပြုစိတ်မရှိဘူးနောက်ဘုန်းကြီးဘက်ကနေနေတာကျတော့ ဘာသာစကားအားနေနေတာဘာနေနေလဲဘာသာစကားအားနေနေတယ်ခွန်ကြီးကကြတော့ဘာပဲသိလဲလို့ပြောရင်ပါဠိဘာသာတခုပဲကြာကြာနာနာသိတာဘာပဲသိလဲအဲကြတော့ကဘာကိုထွက်ပြီးတော့ကြည်လိုက်ရင်ကဲဒီနဲ့ကထိုင်းမဲ့ထွက်ပါဠိနဲ့ပြောလို့မရတော့ဘူးအိန္ဒိယထွက်ပါဠိနဲ့ပြောလို့ရလားမရတော့ဘူးသီရိလင်္ကာထွက်သီရိလင်္ကာမှနည်းနည်းပြောလို့ရသေးတာနော်သီရိလင်္ကာနိုင်ငံကတော့ပါဠိလိုတော်သင့်ပြောလို့ရတယ် ပြန်တဲ့နိုင်ငံတွေကိုသွားကြည့်ဗီယက်နမ်ကိုဝင်ကြည့်မရဘူးထေရဝါဒ၅နိုင်ငံတွေကလာအိုစ်ကိုသွားကြည့်ပါဠိလိုပြောလို့မရဘူးကမ္ဘောဒီးယားကိုသွားကြည့်ပါဠိလိုပြောလို့မရဘူးအဲကြတော့ကိုတက်တဲ့ပါဠိစကားသည်နဗေးနိုင်ငံကိုထွက်သွားတာနဲ့တပြိုင်တည်းပြောလို့ရသေးလားအဲ့ဒါကြောင့်မို့ဥစဉ်တို့ရဲ့ဘုရားဘာသာကအာနေပြီးနောက်ကျကြံခဲ့တာဟုတ်လားနော်အဲ့ကြတော့ယံဖြစ်တဲ့ပုဂ္ဂိုလ်များဆိုလို့ရှင်လဲပဲဘာလို့တင်လဲလို့ပြောရင် ်ဒီပါဠိဘာသာကိုကြာကြာနာနာ လေ့လာရမယ်ဘာလေ့လာရမလဲအဲ့ဒီရဲ့နောက်တစ်ဆင့်ပြတ်ပြီးတော့ကျင်းတဲ့ foreign language တခုခုကိုလေ့လာရမယ်ပါဠိပြီးသွားတာနဲ့တပြိုင်နက်တော်တော်များများဥစဉ်လို့ဘုန်းကြီးလောကရဲ့စနစ်ကဘာရှိလဲလို့ပြောရင်တရာနဲ့တင်လဲထွက်နေတာပြည့်တဲ့ရဘာနဲ့လဲထွက်နေလဲတရာဆိုတာကတော့တခြားမဟုတ် grammatical rule တွေကိုလေ့လာတာ ကကြီးနဲ့ခါဝေးပေါင်းရင်ဘာဖြစ်လဲကနဲ့ခနဲ့ဆင်းနိုင်သလားကကဆင်းလို့ရသလားကနဲ့ခဘာကြောင့်ဆင်းတာလဲဒါတလုံးတွေ့လို့ချင်းတကနေဘာပြောင်းလဲဓာရီတောက်ချိုက်ဘလို့ကြောင့်ပြောင်းတာလဲဓာတဘာကြောင့်ပြောင်းတာလဲအဲ့ဒီစနစ်တွေများနေတာနော်အဲ့ဒီစနစ်ကြီးတွေပဲတအားလေးလာနေတဲ့အခါကျတော့ရှေ့ဟူဘာမသိဘူးလဲလို့ပြောရင်တတုတ်တတုတ်ရဲ့ဆိုလိုရင်းကိုသိပြီးတော့မသိဘူးဖြစ်နေတာဘာလို့လို့လဲဆိုရင်တတုတ်တတုတ်ရဲ့ဆိုလိုရင်း ါဠိတစ်ခုကိုဖတ်လိုက်တဲ့တပြိုင်နဲ့အဲ့ဒါကိုကောက်ချက်ဆွဲတဲ့အင်အားနဲတာဗာနဲလေအဲ့လိုနဲပြီးတော့သူမြန်းကိုသွားပြီးတော့ပြောရင်လေအရှိကြီးပြောပြီးတော့အဲ့လိုဖြစ်နေတာနိုင်ငံတကာမှာကြတော့အဲ့လိုပုံစံနဲ့မရတော့ဘူးသူတို့ကတန်းပြီးတော့ဥပမာနော်ကိုကမသိလို့ရှိရင်ခတ်နေတဲ့အကြောင်းလေးကိုနည်းနည်းပြောပြနိုင်ငံသားနဲ့တွေ့ရင်ဘာတွေသူတို့ကပြောတာရှိုံဆိုရင်နော် Vulnerable sir I am very interested in your religion please explain to me in brief I want to listen to your religion ဆိုမင်းတို့ရဲ့ဘာသာတရားကိုငါနားထောင်နေပါတယ်ငါ့ကိုအကျဉ်းချုပ်လေးပြောပြပါဆိုယုံငနဲ့စဉ်းစားလိုက်တဲ့ကကိုသိင်းလာတာကဧဝမေတုတံဧကန်တမယံဘဂဝါရီအများကြီးဖြစ်နေနော်ဘယ်ဟာကိုခြုံပြီးတော့ထဲ့မလဲဆိုရင်စာများများဖတ်ထားမှရတာဗုဒ္ဓကပြောထားတာတော့ရှိပြီးသားနော်ဖရာတိုင်းဖရာတိုင်းသုံးမသွားတဲ့ဇာကဘယ်နှခွန်းရှိလဲဘယ်နှခွန်းရှိလဲ ရန်သာချဘယ်နှခွန်းရှိတယ်မှန်တယ်၃ခွန်းဟုတ်လားဒါတဲ့သွားတာနော်ပရမထင်းနေတာတော့တွတ်လောက်ထင်းနေတာအေးအဲ့ဒါတဲ့ပဲအဲ့ဒါ၃ခွန်းရှိတယ်ဟုတ်လားပါဠိလိုဆိုရင်တပ္ပပါပတာအဂရဏံပြကြပါလေလေကုသလသူပါတံပရာသစိတ်တပရိယောဓဗနံဣဒံဗုဒ္ဓနာသာသနံနဲ့အဲ့ဒါဒီဖျားရှင်ကိုရောမြတ်ရဲ့တရားအချင်းချုပ်ပဲဟုတ်လားနော် ဘုရားရှင်ကိုရောမြတ်ဟောသွားတဲ့တရားအချင်းချုပ်သဗ္ဗပါပတ္တအကရဏံဆိုရင်ဘာပြောတယ်လဲလို့ပြောလို့ချင်း to refrain from all evil နော်မကောင်းမှုအကုသိုလ်တရားတွေကိုမလုပ်ပါနဲ့ကုသလတုပသံမရာကောင်းတာတွေဆိုရင်လုပ်ပါဆိုရင် to do what's good ကောင်းတာဆိုရင်လုပ်ပါနော်သစိတ်တပရိယောဓဗနစိတ်ဓာတ်ကိုဖြူစင်အောင်မွေးဆို to beautify the mind ဆိုဣဒံဗုဒ္ဓနာသာသနံဆိုလို့ရှိရင် oh it is the teaching of the buddha တိုင်းဖြစ်သွားတာနော်အဲ့ကြတော့သူတို့ကိုရှင်းပြရင်ကိုကပါဠိတက်ထားတာတော့မှန်နေသဗ္ဗဘာဝတ္တအဂရဏံလို့ပြောလိုက်ရင်သူတို့ နားလဲလားကဲအဲ့လိုမလဲလို့ရှိရင်ကိုကမကောင်းမှု အကုသိုလ်ကို မပြုနဲ့လို့ပြောလိုက်ရင်နားလဲလားအဲ့ဒါကြောင့်ဒုသာသနာ ရှေ့မရောက်တာဟုတ်လားနော်ကျန်တဲ့ပုဂ္ဂိုလ်များခရစ်ယာန်ဘာသာကိုသွားကြည့်ပေါ့ခရစ်ယာန်ဘာသာမှာချက်ကြောင်းဆိုရင်နာမည်ကြီးပဲ အလုံးသောပုဂ္ဂိုလ်များကအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်တတ်တယ်။အခုဥစဉ်တို့ website တွေကိုဝင်ကြည့်လိုက်လို့ internet ကိုဖွင့် website ကိုဝင်ကြည့်လိုက်လို့ဗုဒ္ဓနဲ့မှရေးတာပဲဖြစ်ဖြစ် nibbana.com မှာရေးတာပဲဖြစ်ဖြစ် google.com မှာရေးတာပဲဖြစ်ဖြစ်ဖုန်းကြီးရေးတဲ့ဆောင်းပါးတည်နည်းနည်းလေးပဲရှိတာပြည့်တယ်ဇူရေးတဲ့ဆောင်းပါးနဲ့လေအဲ့လိုဆိုတော့ဘာတွေအလွယ်လွယ်အချော်ချော်ဖြစ်လေလို့ပြောရင် သူတို့ရေးထားတဲ့စာပေတွေကိုလိုက်ပြီးတော့ကြီးလိုက်လို့ချင်းအလွဲလွဲအချော်ချော်လူရေးတဲ့စာသိမ့်မသေးကြနော်လူရေးတဲ့စာသေးကြလားမသေးကြဘူးဖယားနဲ့ပတ်သက်တဲ့စာလေးရေးတာကလွဲနာနေရှိတယ်နော်ဖယားနဲ့ပတ်သက်တဲ့စာလေးဆိုရင်ဘာရေးတာလေးတွေလွဲလေလို့ပြောရင်ဖယားရှင်ကိုရောမြတ်ဖယားလောင်းဘဝနော်သိဒ္ဓထမင်းသားဘဝကအိမ်အောင်ကြတာမရှိဘူးလားဘယ်သူနဲ့အိမ်အောင်ကြရတော်ရရနဲ့အိမ်အောင်ကြတာရှိတယ် ရတော်ရရနဲ့အသက်ဘလောက်မှအိမ်အောင်ကြ16နှစ်အရွယ်မှာအိမ်အောင်ကြတယ်အဲ့ဒီဟာကိုအင်္ဂလိပ်လိုရေးထားတဲ့လူရေးတဲ့စာကမှားတယ်ဟုတ်လားနော်ဘာရေးတော့စဉ်ပုံမှန်အင်္ဂလိပ်တက်ပြီးတော့ပါဠိဘက်ကမတက်တဲ့ပုဂ္ဂိုလ်ရေးရင်ပြဿနာတွေကအဖက်ဖက်ကနေအကုန်လိုက်တယ်တို့ရေးထားတာကဘာလေးရုံဆိုရင်ဒီဘက်က Prince သိဒ္ဓတ္ထ Married to Yadoreya Princess Yadoreya အဲ့ကြတော့ဒါအင်္ဂလိပ်စာသင်မှုတဲ့ပုံကိုယ်တိုင်သိမယ်ဒါ active voice လား passive voice လားဆိုရင်ဒါဒီ active voice ပဲကတားကိုဦးစားပေးရတာနော်ဘာကိုဦးစားပေးရလဲကတားကိုဦးစားပေးရတယ်ပြုတ်လို့သူဒူဝါကိုကိုကရှေ့တန်းတင်ပြီးတော့ရေးခြင်းလို့ရှိရင်ကတားဦးစားပေးတယ်နော်ခံရတဲ့ပုံကိုယ်ကိုခုနဦးစားပေးပြီးတော့ရေးခြင်းအဲ့ဒါဒီ passive voice ဖြစ်သွားနော်ကံဝတ်ကြဖြစ်သွားတယ် ဒီဝကြလေးကိုရေးတဲ့အပိုင်းမှာနော် Prince Thetatha Merited to Princess ရတော်ရရလို့ရေးလိုက်ရင်အဲ့ဒါဘုရားဘာသာကိုစော်ကားတာပဲဟုတ်လားနော်ကတ္တာနဲ့ရေးချလိုက်ရင်ဘုရားဘာသာကိုစော်ကားတယ်။ဘာကြောင့်စော်ကားတာလဲပြောရင်ဖယားရှင်ကိုရောမြတ်ဖယားလောင်းဖြစ်တဲ့သေတ္တထမင်းသားဒီ16နှစ်အရွယ်မှာ မနေနိုင်မထိုင်နိုင်နမ့်ပြီးတော့အိမ်အောင်ကြတယ်လို့ဖြစ်သွားတာဖြစ်တဲ့ရေနော်16နှစ်ကငယ်မနေဘူးလား လွန်ခဲ့တဲ့နှစ်ပေါင်း2500ကနော်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကဆိုတော့16နှစ်အရွယ်နဲ့အိမ်အောင်ကြတယ်ဆိုတော့မစောဘူးလားစောတယ်အဲ့လိုရေးလို့မရဘူးဟောလားဘုန်းကြီးသားကိုသေးသေးချာချာတိထားတဲ့ပုံကများရေးတဲ့အခါကျတော့ပုံတစ်မျိုးဖြစ်သွားတာနော်ပတ်စစ်နဲ့ရေးပြီးတဲ့အခါကျမှ Prince သိဒ္ဓတ္ထ was married to Princess Yathoreya at the age of 60 years old ီလိုရေးမှသူကဝကြကပစ်နဲ့မှအဲ့ဒါမှဖျားလောင်းဖြစ်တဲ့သိဒ္ဓထမင်းသားဟာယတောရေယမင်းသမီးနဲ့ထိမ်းမြားလက်ထက်ချင်းခံလိုက်ရပါတယ်ဆိုမှဖခင်များကဇွတ်စီစဉ်နေဆိုတာ ပေါ်တာဟုတ်လားနော်16ရက်နှစ်ရွယ်သူကယူခြင်းလို့လားသူ့အဖေကတောထွက်มาကြောက်လို့လားတောထွက်มาကြောက်လို့အဲ့ဒါကြောင့်မို့အဓိကကသာသနာပြုမယ်ဟဲ့လို့ဆိုရင်ဘာအရေးကြီးတယ်လဲပြောရင် ုံကြီးပိုင်းကပါဠိစာပေကိုလည်းကျွမ်းကျင်ပြီးတော့အင်္ဂလိပ်စာပေကိုလည်းကျွမ်းကျင်ရင်သာသနာပြုလို့မရဘူးလားရတယ်ကျန်တဲ့ဘာသာတွေအကုန်လုံးကအင်္ဂလိပ်စာကျွမ်းကျင်ကြတယ်ဦးဇင်းတို့ဒီဘက်ကဘာသာရေးကောင်းဆောင်ဖြစ်တဲ့ဘုံကြီးပိုင်းကအဲ့ဒါကျန်နေခဲ့တာအဲ့ဒါကြောင့်မို့ကမ္ဘာလူဦးရေနဲ့တွက်ကြည့်တဲ့အခါဗုဒ္ဓဘာသာဒီတကမ္ဘာလုံးမှာတန်ဘလောက်ပဲရှိလဲ386ပဲရှိတာခရိယန်ဘာသာနဲ့ဆိုရင်အများကြီးကွာမနေဘူးလားခရိယန်ဘာသာကတန်ဘလောက်ရှိလဲ 2000နဲ့တရားရှိတယ်။တို့အစ္စလာမ်ဘာသာကဘယ်လောက်ရှိလဲ။တန်ပေါင်း1000နဲ့300ဟိန္ဒူဘာသာကဘယ်လောက်ရှိလဲ။တန်ပေါင်း1000ရှိတယ်။ကွာမနေဘူးလား။အေးအဲ့ဒါဥစဉ်တို့လိုက်ပြီးတော့တရားဟောတယ်ဟောတယ်ဆိုတာကအဲ့ဒါမျိုးအတိလေးတွေဝင်ပြီးတော့သာသနာစိတ်ဘာသာစိတ်ရှိအောင်ဟောတာ။ဘာဟောလဲ။သာသနာစိတ်ဘာသာစိတ်အဲ့ကြတော့ကိုယ့်ရဲ့သာသနာကိုကိုယ်ချစ်မြတ်လို့မှနော် ကျန်တဲ့ပုဂ္ဂိုလ်ကဝင်ချစ်ပါမလားကျန်တဲ့ပုဂ္ဂိုလ်ကမချစ်ဘူးကိုကိုယ်တိုင်ချစ်မြတ်နိုးနေမှာချစ်မြတ်နိုးခြင်းနဲ့ဆိုလို့ချင်းလည်းပဲအဲ့ဒီပုဂ္ဂိုလ်ဒီကိုယ်ဘာသာရဲ့အကြောင်းကိုကောင်းကောင်းသိမှာဘာလို့မလဲကိုယ်ဘာသာရဲ့အကြောင်းကိုကောင်းကောင်းသိမှာအဲ့ဒါကြောင့်မို့ဦးစင်းကဒီမှာဒီတရားဝဲမယ်ဘယ်နှချက်ရှင်းပြမလဲလို့ပြောရင်၃ချက်ရှင်းပြမှာဘယ်နှချက်ရှင်းပြမလဲအေးဒီဘုရားဘာသာဝင်၃မျိုးတဲ့ဘာ၃မျိုးတဲ့တော့ ဗုဒ္ဓဘာသာဝင်၃မျိုးရဲ့အကြောင်းကိုရှင်းပြမယ်။အဲ့ဒီဗုဒ္ဓဘာသာဝင်၃မျိုးဆိုတာကတိမိယုဖလာဗုဒ္ဓဘာသာ။ဘာဗုဒ္ဓဘာသာလဲ။အေးနောက်ခဝေးကိုကြည့်တော့တရလွန်ဗုဒ္ဓဘာသာ။ဘာဗုဒ္ဓဘာသာလဲ။ကာကြီးကမိယုဖလာဗုဒ္ဓဘာသာ။ခဝေးကတရလွန်ဗုဒ္ဓဘာသာ။ကားငယ်ကအစစ်အမှန်ဗုဒ္ဓဘာသာလို့ဗုဒ္ဓဘာသာကူကဘယ်နှမျိုးခွဲလို့ရ။ အေး၃မျိုးခွဲလို့ရတယ်အဲ့ဒီ၃မျိုးတွေကမိယိုးဖလာဗုဒ္ဓဘာသာဆိုတာဘလို့ဟာလဲလို့ပြောရင်သူ့အမေကိုသွားပြီးတော့ကြည်ရင်ဗုဒ္ဓဘာသာဝင်သူ့အဖေကိုသွားကြည်ရင်ဗုဒ္ဓဘာသာဝင်သူတို့နှစ်ယောက်ကနေမွေးဖွားလာတဲ့ပုဂ္ဂိုလ်အဲ့ဒါကိုဘာလို့ခေါ်ရလဲမိယိုးဖလာဗုဒ္ဓဘာသာရာသူကဗုဒ္ဓဘာသာမဖြစ်ဘူးလား